ိုင်းမှာကိုယ့်ရဲ့ဘဏ်ကိုရေရှည်ကင်ရှင်နေဆိုရင်တော့ဒီຢာတွေမဖြစ်မနေလောက်ပါအဲ့ဒါကပါလဲဆိုတော့ကျွန်တော် passport စာအုပ်ပဲဖြစ်ပါတယ်ခင်ဗျာ ကိုဗန်ဖွေးထားတော့ကကိုရဲ့ passport ဆောင်အဟောင်းတွေကိုမလွှဲပြလိုက်ပါနဲ့တင်ထားဖို့အတွက်တကယ်လိုပါတယ်ခင်ဗျာကျွန်တော်ဆိုရင်ဒီကာစီကွန်ဗန်ဖွေးတော့ဆိုရင်ဒီအစိမ်းရောင်ဆောင်အုပ်နဲ့ကျွန်တော်ဖွေးခဲ့တာဖြစ်ပါတယ်အဲ့တော့အစိမ်းရောင်စာအုပ်ကကျွန်တော်တို့ဒါတက်တန်းကုန်တဲ့ခါမှာကျွန်တော်ဘာလုပ်ရလဲဆိုတော့စာအုပ်အနီရောင်နဲ့ထပ်ပြီးတော့ချိန်ရပါတယ်အဲ့လိုချိန်တဲ့ခါမှာဆိုရင်တော့ကျွန်တော်တို့အဓိကအရေးကြီးဆုံးတော့အရာကဘာလဲဆိုတော့ဒီကျွန်တော်တို့ဘန်ဖွေးတဲ့ရုံးမှာတွက်ချိန်မှုအတွက်လိုပါတယ်တချို့တော့ရုံးနေကြတော့ကျွန်တော်တို့ အာဖွေချိမ့်မေးတယ်တချို့တော့ယုံနေကြတော့ကိုဗန်ဖွေခဲ့တဲ့ယုံကိုပဲပြန်သွားခိုင်းပါတယ်ကျွန်တော်တို့ဒီဖလန်းဆောင်ပါမယ်ဆိုတော့နီးတယ်ခင်ဗျာနော်ဗန်ဖွေခဲ့တဲ့ယုံကြတော့တချို့တော့သူဆိုရင်တော့ဒါအာနယ်ပြောင်းသွားတာမျိုးတွေဆိုရင်တော့ကိုဒီပြန်လာဖို့တော်တော်ခက်တယ်ဘာပဲဖြစ်ဖြစ်အာလုံးလုံးကြီးကိုနီးဆက်ရဗန်တွေမလုပ်ဘူးဆိုရင်တော့ကိုဗန်ဖွေခဲ့တဲ့ယုံပြန်လာပါဘာကြောင့်အဲ့လိုမျိုးအတိတ်ပြန်တင်ရလဲအတိတ်ပြန်တင်နေမှဒါလည်းဗန်ကအသက်ရှင်နေမှဖြစ်ပါတယ်အဲ့လိုမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ရဲ့ဗီဇာတက်တန်းတွေကုန်သွားပြီကိုကစာအုပ်အတိတ်တွေထပ်ပြီးမတော်ထားဘူးကိုစာအုပ်အတိတ်တွေထပ်မလုပ်ထားဘူး းဆိုရင်ဘဏ်ကပြဿနာဖြစ်လို့ရှိရင်ကိုယ့်ရဲ့ဗီဇာစာအုပ်ကဖြည့်ရှင်းဖို့အတွက်အရန်ခက်ပါတယ်ခင်ဗျ။အဲ့တော့ကျွန်တော်အလုံးတွေနဲ့လက်ရှိမှာကိုဘဏ်ဖွင့်ထားတော့ကစာအုပ်တွေကတက်တန်ကုန်နေပြီဆိုရင်ကျွန်တော်မလုပ်ရမှာလဲဆိုတော့အဓိကကိုယ့်ရဲ့စာအုပ်အသစ်နဲ့အဒိတ်တက်လို့ပါခင်ဗျ။ကျွန်တော်ဆိုတော့အခုဒီ2025ရဲ့စာအုပ်အသစ်နဲ့ပြန်ပြီးအဒိတ်လုပ်ထားပါတယ်။ကျွန်တော်ရဲ့ဒီစာအုပ်နှစ်အုပ်ကတော့ တက်တန်ကုန်သွားပြီခင်ဗျာအဲ့ဒါကြောင့်မို့ကျွန်တော်အဓိကပြောချင်တာကကျွန်တော်တို့မှာဒီလိုမျိုးစောင်းအုပ်တက်တန်အစ်စ်တွေရှိထားပြီးပြီဆိုရင်တော့ကိုယ့်ရဲ့ဘန်ဖွေထားတော့ကဒီစောင်းအဟောင်းနဲ့အစ်စ်နဲ့သွားပြီးတော့ဘန်ယုံတွေမှာအတိတ်တပြန်တင်ထားပါအဲ့တော့မှဒါလေးကြောင့်တခုခုဖြစ်လို့ရှိရင်ကိုယ့်ရဲ့ passport စောင်းအစ်စ်နဲ့ကကျွန်တော်တို့အကျုံးဝင်မှာဖြစ်ပါလေခင်ဗျာဒါကြောင့်မို့တချို့တော်သူတွေကတော့ကျွန်တော်ဒီတိုင်းပဲကိုယ့်ရဲ့စောင်းအဟောင်းတိုင်းပဲနေနေတဲ့သူတွေရှိသေးတယ်ခင်ဗျာအဲ့ဒါတခုခုပြဿနာတွေဖြစ်လာတဲ့အခါမှာစောင်းအစ်စ်တွေနဲ့ပဲ အာနံပါတ်ဒီနှိပ်ထဲတာမျိုးဒီကျွန်တော်တို့ဒါလောက်ရတာအခက်ခဲဖြစ်စီပါတယ်အဲ့တော့ဒီနေရာမှာတခုရှိတာကတော့ကျွန်တော်တို့ကတချို့တော့သူတွေကပြောလိုက်မယ်ကျွန်တော်တို့ကပိုင်းအောင်ကန်နဲ့ဖြွေထားတဲ့ဘန်တွေဆိုရောဘယ်လိုလုပ်မလဲအဲ့တော့ပိုင်းအောင်ကန်နဲ့ဖြွေထားတဲ့ဘန်တွေကတော့အများကြီးကျွန်တော်ဆောင်ရွက်စရာမလိုသေးပါဘူးအာကျွန်တော်ပိုင်းအောင်ကန်နဲ့ဘန်ဖြွေထားတဲ့သူတွေကြတော့တော်တော်များများကတော့ကျွန်တော်အမြဲတမ်းပြောတယ်လို့ပဲအာရုံတိုင်း တချို့တော့ယုံနေရမလုပ်ပေးတာရှိတယ်တချို့တော့ယုံနေရလုပ်ပေးတာရှိတယ်အဲ့တော့ကိုပန်းဖွေးခဲ့တဲ့ယုံကိုပြန်သွားရင်တော့ဘာမှပြောစရာမလိုဘူးခင်ဗျာပန်းအောင်ကတကက်ပေးလိုက်ယုံနေကျွန်တော်တို့ကိုယ့်ရဲ့တခုဖြစ်တာပဲဖြစ်ဖြစ်ဘန်လောချတာဖြစ်ဘန်ပြန်ပြီးတော့ဖုံးနေချိတ်တာဖြစ်ဖြစ်ကျွန်တော်တို့ဒီပန်းအောင်ကရှိယုံနေအဆင်ပြေတယ်ဒါပေမဲ့ယုံတိုင်းတော့မလုပ်ပေးနေဘူးဒါပေမဲ့ကျွန်တော်တို့တချို့တော့ယုံနေလုပ်ပေးတယ်တချို့တော့ယုံနေမလုပ်ပေးဘူးအဲ့တော့ပန်းအောင်ကန်နဲ့ဖွေးထားတဲ့သူတွေကကျွန်တော်အများနဲ့ပြောလို့ပဲကန်ကောင်းတယ်လို့ तू ကအပိုင်အောင်ကရဲ့တက်တန်းဒီကျွန်တော်တို့က10နှစ်တောင်ရှိတာဖြစ်တဲ့အတွက်ကြောင့် OD 2025မှာရိုက်တဲ့ ဘတ်တွေဆိုရင်တော့ဒါတတော်2035အထိရှိတယ်ပေါ့နော်ပတ်စပို့ကြတော့ကျွန်တော်တို့အားလုံးတည်းရဲ့အတိုင်းပဲ၄နှစ်တစ်ခါတက်တန်းကုန်တယ်၄နှစ်တစ်ခါတက်တန်းကုန်တိုင်းမှာကျွန်တော်တို့ကြဘန်ယုံမှာအတိတ်တော့တော့ပြန်တင်ပေးရတယ်ဒါပေမဲ့ဘန်ယောင်ကန်နေကြတော့ကျွန်တော်တို့အားလုံးအနေနဲ့ကတော့ပြောရမယ်ဆိုရင်တော့အတိတ်ပြန်တင်စရာမလိုဘူး तू ကတက်တန်း10နှစ်လုံးလုံးရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကတချို့တော့ဘန်ယုံတွေကကျွန်တော်တို့ဒီအခုလက်ရှိပေါ့နော်ဒီကုန်တိုင်းဘန်ဆိုတာဘန်ယောင်ကန်နေဖွေလို့ရတယ်ဆိုကျွန်တော်တို့ကဝန်ဆောင်မှုတွေပေးတဲ့အခါမှာအားလုံးလည်းတည်ကြလိမ့်မယ်ဖွေထားကြတယ်အဲ့တော့ ကိုယ့်ရဲ့ဘန်းရောင်ကောက်ကိုကိုမပြောင်းစီပါနဲ့ကျွန်တော်တို့ဒီဘန်းဖွေထားတော့က အချက်လက်တွေကိုဘယ်တော့မှမပြောင်းပြက်စေပါနဲ့နောက်ပိုင်းကိုပတ်စပို့ရတဲ့အခါမှာကိုကပိုင်းအောင်ကန်တယ်မဖြစ်ချင်ဘူးပတ်စပို့နဲ့အတီးပြုတ်ချင်တယ်ဆိုပတ်စပို့နဲ့ကျွန်တော်တို့ကိုပိုင်းအောင်ကန်တယ်သွားပြီးတော့ဘန်ယုံမှာတက်ပြန်လဲလို့ရတက်ပြန်ချိန်လို့ရတယ်တက်ပြန်အဒိတ်လုံးလို့ရတယ်ပေါ့ဗျာအဲဒါကြောင့်မို့ကျွန်တော်တို့အားလုံးနေနဲ့ကိုဘန်ဖွေထားတော့အချက်လက်တွေကိုဘယ်တော့မှမပြောင်းစေပါနဲ့တစ်ခုခုဖြစ်တယ်ဆိုရင်ကျွန်တော်အတိတ်တက်ပြန်တင်လို့ရတာဖြစ်ပါတယ်ခင်ဗျအဲ့တော့အားလုံးနေနဲ့ကျွန်တော်တို့ဒီလက်ရှိမှာပေါ့နော်အားလုံးကဘတ်အတိတ်တွေလည်းရိုက်လို့ရနေပြီဆိုတော့အမြန်ဆုံးဘတ်တွေတင်မယ်စာအုပ်တွေအမြန်ဆုံးပြောင်းမယ်တဖြည်းဖြည်းနဲ့ ဲ့အနီအောင်စာအုပ်ရတဲ့အထိကျွန်တော်ပြောင်းချင်းအားဖြင့်ကိုထိုင်းမှာဘဏ်ကတ်တွေကိုကျွန်တော်တို့ရည်ရှည်သုံးလို့ရတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဘိုင်းအောင်ကတ်နဲ့ဖွင့်ထားသူလည်းစိတ်ပူစရာမလိုပါဘူးကိုရဲ့ဘိုင်းအောင်ကတ်ကလက်ထဲမှာမှန်မှန်ကန်ကန်ရှိနေဖို့အဓိကလိုတာဖြစ်ပါတယ်ခင်ဗျာအားလုံးတူတူပါပဲကျွန်တော်တို့ဘဏ်ဖွင့်တဲ့ passport စာအုပ်တွေလည်းမပြောက်ပါနဲ့တစ်ခုဖြစ်ဘဏ်ရုံးကိုသွားရင်ဒါတွေကပဲအဓိကလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်ကိုရဲ့အမြဲတမ်းဒီအရာတွေကိုတတ်တမ်းတွေကိုအမြဲတမ်းတိုးပေးနေပါအဲ့တော့ထိုင်းမှာကျွန်တော်ရည်ရှည်နေတဲ့သူတွေဘဏ်ကတ်တွေနဲ့ တကယ်အသုံးပြုဖို့အတွက်လိုအပ်နေတဲ့သူတွေဆိုရင်တော့ကျွန်တော်တို့ဒါကိုမဖြစ်မနေတတိထားရမှာဖြစ်ပါတယ်အရင်တုန်းကလိုမျိုးကျွန်တော်တို့ဖြစ်ချင်ရဖြစ်သုံးလို့ရနေတာမျိုးမဟုတ်တော့ဘူးเนาะအခုဒီ2025နောက်ပိုင်းမှာဆိုဘန်တွေကလုံးဝကျွန်တော်တို့အစစ်မှန်ခုမှအချက်လက်တွေစုံနေမှရှေ့ဆက်သုံးသွားလို့ရတာဖြစ်ပါတယ်ခင်ဗျအဲ့တော့အားလုံးအနေနဲ့ကျွန်တော်ဘန်တွေကိုကျွန်တော် update မတင်ရသေးတဲ့သူတွေတွားပြီးတော့စောင်းအစ်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 နဲ့အဟောင်းနဲ့မလဲရသေးတဲ့သူဆိုကျွန်တော်တွားပြီးတော့ဘန်ရုံးနေမှာ update အမြဲဆုံးတက်တင်ပါလို့လာပြောပြပေးတာဖြစ်ပါတယ်ဗျာနောက်ထပ်ဘန်နဲ့သိရှင်တဲ့အကြောင်းအရာလည်းအသေးစိတ်လာရောက် မေးမြန်းနိုင်ပါတယ် comment မှာလည်းမေးသွားလို့ရပါတယ်ဗျာကျေးဇူးများကြီးတင်ပါတယ်